တော်တို့ပြည်သူလူထုမျက်နှာကိုမှုပြီးတော့မှဟိုတိုင်းပြည်ရဲ့လိုအပ်ချက်ဖြစ်နေတယ်ဒီဟာလေးเนาะတိုင်းပြည်ရဲ့လိုအပ်ချက်လေးကိုရှင်းလို့ရှိတဲ့အင်အားလေးတွေနဲ့ဖြစ်ဖြစ်ကြီးပေးပေးပေးနေုံနဲ့ဒီတော်လန်ရေးကတကယ်ချိရောက်ပါတယ်ဘွိုက်ကော့ဘာကြောင့်အရေးကြီးတာလဲเนาะဘာကြောင့်ဘွိုက်ကော့ပဲပြောနေကြတာလဲဆိုတာတော်လန်ရေးသမားအားလုံးဒီဘွိုက်ကော့ကိုဂရင်းတစိုက်ပြောနေတယ်ဆိုတာဒီဘွိုက်ကော့ဟာတော်လန်ရေးမှာအင်မတန်အရေးကြီးနေလို့ပြောတယ်ဆိုတော့ကျွန်မသိစေချင်ပါတယ်တည်ရဲမှာမြင်းမြဲနေတို့ ကျွန်တော်စီရင်မယ်ဘာညာညနေဝင်ရရှိတဲ့ရေရေရေခပါနေ့မှာတော့ပြည်သက်တွေကြားမှာအရန်ကိုပောက်ကွဲနေတဲ့သတင်းတပုတ်နဲ့ပတ်သက်ပြီးတုံးသက်ဝေဖန်တင်ပြပေးသွားမှာပါဒါကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးဝါဒဖြန့်ပေးတဲ့အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့မျိုးပြပြောက်ကြားတပ်ဖွဲ့တွေကတောင်းဆိုလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်ကဲ ဖမ်းမတော့ပြောတော့ဘူးလို့ညီတာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အရန်လူမျိုးများတဲ့အကိစ္စတွေပြောတဲ့အခါကြလို့ရှင်လေဒါပေမဲ့ကျမအခုထပ်ပြီးတော့ပြောပြစီအောင်ပေါ့နော်ကျမဒီဘိုက်ကိုကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဟိုတစ်နှစ်ကိုနှစ်ခါသုံးခါလောက်အစဲအဆုံခံရတယ်လို့နော်ကိုပုံရင်းချင်းမှာအနီးနားမှာရှိနေချင်းရတဲ့လူတွေနဲ့လည်းကိုနဲ့ဒီပုံပြအောင်တာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့က ပြက်သားတဲ့ဘောပြက်သားသားကိုမှဒီစစ်ကောင်စီကိုတော်လန်နေတာဖြစ်တယ်တော်လန်နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ white collar လုပ်ထားတဲ့လူတွေအခုချိန်မှာတော့ white collar ပဲဖြစ်ဖြစ် white collar လုပ်ထားတာပဲဖြစ်ဖြစ်မလုပ်ထားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီပြောဝဲရှင်ပွဲတွေဖန်တီးနေတာပြည်တွင်းထဲမှာဖန်တီးနေတာပဲဖြစ်ဖြစ်ပြည်ပမှာလာရောက်ပြီးတော့ဖန်တီးတာပဲဖြစ်ဖြစ်ဘူးမကြိုက်ပါဘူးကျွန်တော်တို့ဒါတော့ကိုယ်နေလေးပြောတာပေါ့နော်ဘာလို့မကြိုက်တာလဲဆိုလို့ရှိရင်သူများပြောနေတာလေမူတည်တာမပွားနိုင်ဒါမှမဟုတ်လို့နော်ကျွန်တော်တို့မပြောဘူးဟိုမနာလို့တာလည်းမဟုတ်ပါဘူးနော်အဓိကကတော့ကျွန်တော်တို့ တိုက်နေရတဲ့တိုက်ပွဲတွေကကျွန်တော်တို့ကဘက်ဆောင်ခေါင်းဆောင်ကနေကျွန်တော်တို့အင်အားတွေနဲ့တိုက်နေတာကျွန်တော်တို့အင်အားဆိုတာဟာလာစစ်ကောင်စီဘက်ကိုပြန်ကြည့်လိုက်ရင်သူကနိုင်ငံတော်ဘန္ဒာဟိုဘုံကြီးကိုငုတ်တော့ထိုင်သွားပြီးတော့မှဟာလာဟိုတွေ့တဲ့နေရာကနေကောက်ပြီးတော့မှဆွဲပြီးတော့မှတုံးဆွဲပြီးတော့ဒီတွန်လန်ရေးကိုသူတို့လည်းချိန်မုန်းနေတာဖြစ်ပါကျွန်တော်တို့ဘက်ဘောင်းဆောင်ကနေပြီးတော့ချိန်မုန်းနေတာဖြစ်ပါဒီတရင်မားတွေဖြန့်ဝေလာနော်နောက်ပြီးတော့ဒီပြည်သူတွေကိုပျော်ရွှင်နေတဲ့ပုံစံပေါက်အောင်ပုံမှန်အနေထားပုံစံပေါက်အောင်ဖန်တီးနေတာဒါမျိုးတွေကသူတို့ကလုံးဝအောင်မှဟိုအစီအစဉ်တခြားလုပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးဖန်တီးနေတယ်ဆိုတာကလည်းဟိုအမှတ်မရှိတဲ့အမှတ်တဲကြီးနဲလုံးနဲ့ကျွန်တော်တို့လူမျိုးတွေတောက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က ဖက်ပေါင်းစုံကနေပြီးတော့တော်လန်တွေကလည်းဗီဒီယိုအင်အားတွေကတကယ်တမ်းကြတော့ကျမတို့မှာကိုဟိုတယောက်ပိုင်းတယောက်အင်အားနှစ်ယောက်ပိုင်းနှစ်ယောက်အင်အားသုံးယောက်ပိုင်းသုံးယောက်အင်အားကိုယ်ပိုင်းအင်အားတွေနဲ့တွန်းနေတာဖြစ်တယ်နော်ဘန္နာတို့ကြီးဘုလို့ထိုင်ပြီးတော့တွန်းနေတာမဟုတ်ပဲကျမတို့မှာတော်လန်ရေးအင်အားစုတွေမှာအင်မတန်မှအခက်ခဲကြီးများတယ်လို့နောက်ပြီးတော့စစ်စစ်အခြေအနေပေါ့နော်ဒီချိန်မှာဟာကိုလူတိုင်းလဲဒီဟာယူထိရတယ်နော်ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့အကောင်ကအစင်မပြေကြဘူးဒုက္ခတွေရောက်ကြတယ်ဟာလားဟိုအသက်အန္တရာယ်ဒီအထိကြုံလာရတယ်ဘဝတွေပြတ်တယ်ဒီလိုအနေထားမှာတော့မှာကျွန်တော်တို့ဒီလူတွေကနောက်မဆုတ်ဘူးနဲ့ဘာကြောင့်ဒေါ်လာရင်းရလဲဆိုလို့ရှိရင်မြန်မာပြည်သူမြန်မာပြည်သားတို့ရင်ရှင်တို့ကိုနော်ရှင်လုံးလို့ပါနော်ရှင်တို့ကိုကိုယ်တိုင်မဟုတ်ပါဘူးနော်ဘဝမှာမပါဘောရှင်နော် ကျွန်တော်ကိုလည်းမဟုတ်ပါဘူးကျွန်တော်နောက်ထပ်ဝေးလာမယ်မျိုးဆက်တစ်တွေကိုလည်းကျွန်တော်တို့ချစ်လုံးလို့ပါကျွန်တော်ဒီနိုင်ငံကြီးကိုချစ်လုံးလို့ဘက်ပေါင်းဆောင်ကနေပြီးတော့ဟာလာအင်အားတက်တက်လေးနဲ့တော်လန်နေကြတာပါနော်ဒါတော့ထိခိုက်နေတာတော့မင်းတို့မရက်သေးဘူးလားလို့ပြောနေတဲ့လူတွေတပိုးကြီးသားတွေမှာကျွန်တော်တို့ကကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့အနာဂတ်တွေအတွက်ရုပ်နေကြရတာအဲ့တော့ကျွန်တော်တို့စစ်ကောင်စီဘက်ကိုကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့တရေမှာဖျက်ဝေးတာတွေနောက်ပြီးတော့ဒီဟို online မှာဟာလာဟို comment တိုက်ပွဲပေါ့ရှင်နော် comment တွေနဲ့ like ပြီးတော့ account တွေနဲ့ဒီတော်လန်ရင်းသမားတွေရဲ့အဲ post တွေအောက်မှာဝင်ပြီးဆဲဆိုတာတွေစိတ်ကြကြအောင်စိတ်ညစ်အောင်လုပ်တာတွေနော်အဲ့ပြီးတော့ဝါရဖျက်တာအစုံတော့ဝါရဖျက်တာပေါ့အဲ့ဒါတွေကိုသူတို့က လုပ်ငန်းစီတစ်ခုလုံးမှာပြီးမှာလုံးဝမီဒီယာဂရုတစ်ခုလုံးထောင်ပြီးတော့မှလုပ်နေတာဖြစ်ပါတယ်။အဲ့ဒီဌာနကမြန်မာပြည်မှာနော်ဝန်ထမ်းအယောက်90နဲ့လေပတ်နေတာဖြစ်ပါတယ်။သူတို့လောကတဲ့အလုပ်ကလာစားယူပြီးတော့မှာသူတို့လောကတဲ့အလုပ်ကဒီ online ကနေပြီးတော့မှာတိုက်ပွဲဝင်နေဝင်နေချင်းဖြစ်ပါတယ်။တင်းမဖြစ်နိုင်ပါဘူး။အကုန်လုံးပါပါတယ်နော်။ဆိုတော့တော်တော်များများဟိုကြည့်လိုက်လို့ရှိရင်အကောက်တွေကဟိုအမှန်တည်းမဟုတ်ပါဘူး။နော်။အကောက်စင်မှန်တည်းမဟုတ်ဘူး။အကောက်တူတွေအများကြီးပေါ့အမှန်တည်းငါးလားတွေမဟုတ်တဲ့အကောက်တွေနဲ့အဲ့လိုမျိုးအများကြီးတိတာနေပေါ့နော်။အဲ့ဒီလိုအထိတိုက်ပွဲဝင်နေကြတာဖြစ်တယ်။အဲ့တော့သူတို့ကပြည်သူအနာဂတ်တွေပါတယ်သူတို့နားမလည်ဘူး။သူတို့ကသူတို့ခုံမြဲဖို့သူတို့အာဏာမြဲဖို့အတွက် တိုင်းပြည်ရဲ့ဖဏာငွေကိုလိုသလိုအသုံးပြုပြီးတော့မှတည်တည်မောမောကိစ္စတွေအစားရည်ရွယ်ချက်ကြီးကြီးထားပြီးတော့ပုတ်ကထားပြီးလုပ်နေတာဖြစ်ပါတယ်။အဲ့ချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေကနော်သူတို့ဖွင့်လမ်းဖွင့်ပေးထားတယ်တမင်ဖွင့်ပေးထားတယ်ပွဲတွေဖြစ်ပါဒီပွဲလမ်းတမင်တွေဆိုတာတကယ်တမ်းကျွန်တော်တို့နိုင်ငံမှာပွဲလမ်းတမင်လောက်ရမယ်အချိန်ခါအောင်လုပ်တာပါကျွန်တော်တို့သူများနိုင်ငံတွေကိုမတူဘူးဆိုတော့နိုင်ငံတော်အတိုင်းတိုင်းစစ်ဖြစ်နေတာနော်နောက်ပြီးတင်ဆုံးသွားရတဲ့အသက်ပြီးသွားရတဲ့လူတွေဆိုတာသူများနိုင်ငံလို့ဟိုရာကနန်းလောက်ကြီးစေကနန်းလောက်ကြီးပို့ပါကျွန်တော်တို့ကတောင်ကနန်းအထိသွားနေတာဖြစ်ပါတယ်နော်တောင်နဲ့တိတ်နဲ့ချီပြီးတော့လူတွေဟုတ်လားအသက်ပေးနေရတာဖြစ်လို့တန်းနဲ့ချီပြီးတော့ဘဝတွေပြည့်နေကြတာဖြစ်ပါတယ်နော်ဒီတန်းနဲ့ချီတော့ အဲ့မြန်မာနိုင်ငံသားတွေကဘာကြောင့်စစ်ကောင်စီရဲ့လက်အောက်မှာစစ်ကောင်စီအလို့ကြမနေနိုင်ဘဲနဲ့ဒုက္ခတွေခံပြီးတော့ကိုယ်ခံနေရတယ်လဲဆိုလို့ရှိရင်ကျောင်းတိုင်းပြည်လုံးဝကြောက်တဲ့ကြောက်ကြမဲ့အခြေအနေကြောက်တဲ့ထိုးစင်းနေတဲ့အခြေအနေသူများနိုင်ငံရဲ့လက်ဝဲခံဖြစ်တော့မယ့်အခြေအနေကြီးကိုကျမတို့ကစိုးရိမ်လို့ကဲတင်ခြင်းလို့ဒီလိုမျိုးဒုက္ခတွေခံနေကြရတာဖြစ်ပါတယ်။အဲ့တော့နိုင်ငံကမှရောက်နေတဲ့ဟုတ်လား ပြည်သူလူထုကလည်းနော်ဒီစစ်ကောင်စီမတရားဘူးဆိုတော့အမျိုးမျိုးကျမတို့ကအမျိုးမျိုးစူးစမ်းကြတယ်။အဲ့ဒါကျမဆိုလေကျမရောက်နေတဲ့နိုင်ငံမှာကျမအငြင်းအတက်ထုတ်ပေးနေတယ်အငြင်းစူးစမ်းပေးနေတယ်။နော်ဒီပြောဝဲရှင်ဝဲတွေဆိုလို့ရှိရင်ကျမတို့အတက်နိုင်ဆုံးဟုတ်လားအတက်နိုင်ဆုံးဆိုတာကျမပြောဝဲရှင်ဝဲမတော်ပါဘူးအဲ့ဒီလိုပွဲတွေပေါ့ရှင်နော်ကျမတို့လွန်လည်ပွဲတွေကလွန်ရင်မတော်ပါဘူး။နော်ဘာဖြစ်လို့ဆိုတော့ကျမတို့ဒါလိုအဲ့လိုလိုအဲ့လိုပြောတာပါဒီပွဲကလိုအဲ့ကိုလိုအဲ့လိုအရေးကြီးလို့ပြောပြောနေချင်ပြပါ။အဲ့တော့စစ်ကောင်စီဘက်ကဒီတော့ခက်ခဲမှမှနဲ့ဟာလား online တိုက်ပွဲလို့ ဟာမျိုးကိုတော့မှတိတိကျကျလစာလေးပြီးပြီးရောက်လေး90ခန့်ပြီးလောက်ကင်းနေလေဆိုလို့ရှိရင်ကျွန်တော်ပြည်သူလူကတိုက်ပွဲရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်နေတဲ့နေရာမှာဒီပွဲကလုံထားတဲ့လူတွေကိုအာမပေးမထောက်ခံခြင်းဖြစ်တိုက်ပွဲဝင်လို့ရောမဖြစ်နိုင်ဘူးလားပေါ့ရှင်နော်ဖြစ်နိုင်ဘူးလားမဖြစ်လို့လဲဆိုတော့ကျွန်တော်ပြည်သူတွေဟာလုံးဝမတောက်ခံနိုင်ဘူးဆိုတဲ့အားနဲ့ချက်ကိုကျွန်တော်တို့ကလုံးလုံးရရသိထားပါတယ်ဒါကြောင့်မို့လဲသူတို့ကဒီလမ်းလေးကိုလမ်းကြောင်းလေးကိုဖွင့်ပေးနေရဖြစ်ပါတယ်အခုမြန်မာပြည်တွင်းထဲမှာဟုတ်လားစစ်မှုထံကိုလည်းအတွင်းညင်တာနဲ့ဟာရွေရောက်ပြီးသားလူတွေဒီကမထွက်ရဆိုတဲ့အမိတ်ထုတ်ထားတဲ့ကိစ္စကိုနော်ဒီအစိုးရတွေအမှုပညာရှင်တွေဘာကြောင့်ထုတ်ခွင့်ရနေလဲဆိုတာကိုကျွန်တော်လည်းစဉ်းစားဖို့လိုအပ်ပါတယ်။အဲ့တော့နိုင်ငံကမှာရောက်နေတဲ့ အရက်ဖက်ဖွဲ့စည်းတွေတော်လိုင်းရဲ့အတိုင်းအတာတွေကလေကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အမှန်တရားကိုဖော်ထုတ်ရမှာပဲဖြစ်တယ်ဖော်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲလမ်းသမီးတွေကြီးကတက်ဖက်မှာဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဒါတွေကဘာဆိုင်လို့လဲတချို့ပြောပါလိမ့်မယ်နော်အဲ့တော့စိုက်တောင်စိုက်နာတာထားတော့ကျွန်တော်အနေနဲ့စိတ်ကတိကောက်ဖြစ်ရတယ်ပေါ့နော်ကိုယ်တွေစူးစမ်းပေးနေတလို့တို့တွေမှာတော့အဲ့ဒီခုနိုင်ငံအတွက်ဟုတ်လားဒီတရက်မျက်စိအစာကျွေးရလေးတော့မှာမတောက်ခံနိုင်ရဘူးမအောက်ပြီးနိုင်ရဘူးဆိုတဲ့ဟာမျိုးကြီးစိတ်ကောက်ဖြစ်ရတာမျိုးတွေလည်းရှိတယ်လို့ခုပုံကြီးတင်ပါလိမ့်မြင်နေရတဲ့ခါကျတော့ကိုယ်တွေလုံရတာအားရောက်တာပေါ့ရှင်နော်ကျွန်တော်တို့တော့ဒီလောက်အားရောက်နေလို့ရှိရင်လက်နက်ကင်တိုက်နေတယ်အသက်ပေးနေရတယ်အသက်ပေးသွားရတယ်မိသားစုကိုင်းနေကြံရတယ်မိသားစုကိုင်းဘယ်လောက်ရှင်းတာကြမလဲပေါ့နော် ဆိုတဲ့ခါကျတော့ဒါလေးတွေဘွဲကောကတိတ်အရေးကြီးလုံးလို့တော်နိုင်မှလေပေါ်နေတာဖြစ်ပါတယ်ကိုစက်တိုင်းခန်းလိုက်ဒီမှာပွဲလာလုပ်သွားတယ်เนาะအဲ့တော့ပွဲလုပ်တဲ့လူတွေရောသွားကြည့်တဲ့လူတွေရောကျွန်မပြောချင်တာပေါ့ကွာကျွန်မပြောချင်တာကကျွန်မတို့ဒီရန်တရားကြီးကိုเนาะစစ်ကောင်စီကတိတ်တိတ်ချာချာတိဆောက်ထားတယ်ဆိုတော့သိစေချင်တာကျွန်တော်တို့တော်လန်ရေးတွက်ဆိုလို့ရှိရင်ပါဝင်ဖို့အတွက်အများကြီးအင်အားစိုက်ရပါမယ်เนาะဒီဒီလိုမျိုးပွဲတွေကြလို့ရှိရင်တော့အာ150လေးပေးတယ်180လေးပေးတယ်200လေးပေးတယ်အဲ့ဒါလက်မှတ်ပုံပဲရှိသေးတယ်တောက်တာစားတာပညာလေးကြံသေးတယ်ဆိုလို့ရှိရင်ပညာလေးနဲ့ဟာလာတစ်ထောင်ဝန်းကျင်လောက်တော့တော့တာပါပဲအဲ့တော့တော်လန်ရေးအတွက်ကြတော့ဟိုဒီလောက်လိုက်မလို့ ဒါတော့စိတ်မပါဘူးဒါနဲ့ပြဿနာမရှိဘူးအဲ့ဒါလေနော်ဒီကောင်ကတော့တို့ပြည်သူလူထုမျက်နှာကိုမူပြီးတော့မှဟိုတိုက်ပြည်လိုအပ်ချက်ဖြစ်တယ်ဒီဟာလေနော်တိုက်ပြည်လိုအပ်ချက်လေးကိုရှင်းလို့ရှိတဲ့အားလေးတွေနဲ့ဖြစ်ဖြစ်ဒီပေးပေးနေရုံနဲ့ဒီတော်လိုင်းကတကယ်ကြည့်ရပါတယ်ဘွိုက်ကော့ကကြောက်ရေးကြည့်ရတယ်နော်ဘာကြောင့်ဘွိုက်ကော့ပဲပြောနေကြတာလဲဆိုတော့တော်လိုင်းကမအားလို့ဒီဘွိုက်ကော့ကိုဘယ်လိုမဆိုင်ပြောနေလဲဆိုတာဒီဘွိုက်ကော့ကတော်လိုင်းကမှာအင်မတန်အရေးကြီးနေလို့ပြောတယ်ဆိုတော့ကျွန်တော်သိစေချင်ပါတယ်ရှင်နော် အဆုံးထိနားစင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခမညာမစ္စည်းမတင်ဌာနရဲ့ဖော်ပြချက်အရရန်ကုန်တိုင်းတွင်လှုပ်ရှားနေတဲ့မြို့ပြပျောက်ကြားတပ်၃ခုကနေဒီကိစ္စကိုထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။သူတို့ရဲ့ယက်တီချက်ကတော့တတိပေးုံတင်မကဘဲလက်တွေ့အေးအေးယူမှုများပါဆောင်ရွက်သွားမယ်ဆိုတာပဲဖြစ်ပါတယ်။ မြို့ပြယူကြီးအဖွဲ့အစည်းတွေရဲ့ယက်တီချက်ကခိုင်မာပါတယ်ရန်ကနာမီရဲ့တာဝန်ရှိသူတဦးကပြည်သူကြွေးတာစားပြီးပြည်သူကိုအစိတ်ခတ်နေတဲ့လူတရေးဆန်တွေကိုကျွန်တော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူးလို့တင်းတင်းမာမာပြောကြားခဲ့ပါတယ်အရေးယူဖို့ကြီးညာချက်ထုတ်ပြန်ခဲ့တဲ့ရန်ကုန်တိုင်းအတွင်းစစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကတော့ရန်ကနာမီရဲ့ Dark Shadow Operation Flying of Mothers and Yangon Fortnet Broken System စုစုပေါင်းငါဖွဲ့ပဲဖြစ်ပါတယ်သူတို့ပူပေါင်းပြီးအောက်တိုဘာလ28ရက်နေ့မှာ ကျညာချက်ထုတ်ပြန်ခဲ့တာပါအကြောင်းအရာကတော့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဝါရဖြန့်ဇလန်းမှာပါဝင်ရိုက်ကူးခဲ့တဲ့တရုတ်ဆောင်တွေပါဒီဇလန်းမှာပါဝင်ခဲ့သူတွေကနာမည်ကြီးအမှုပညာရှင်တွေဖြစ်တဲ့နေတိုးမြင့်မြတ်အေဂျင့်မောင်မင်းမြင့်မိုချူလေးအောင်ခိုင်ငါပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ပြီးရဲရင်ရောပြောအောင်စင်ဖြိုးလိုပဲဖြစ်ပါတယ်မြို့ပြပျောက်ကြားတဲ့တွေကဒီအမှုပညာရှင်တွေကိုတော်လန်နေတဲ့လူငယ်တွေအားစော်ကားခြင်း လူလူအရေးတော်ပုံအားပုံဖြတ်ခြင်းစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုကိုအပိထောက်ခံခြင်းတို့ကြောင့်အရေးယူရခြင်းဖြစ်တယ်လို့ဆိုပါတယ်။အောင်ရမီရန်ကုန်မန်ဆိုရန်တို့နော်အဲ့ဒီပတ်မှာဆန္ဒပြောင်းကပန်ဆိုရန်လှဲတဲ့ကမာယုတ်ဒီပတ်မှာပြဆန္ဒကြီးပြတာမှအများကြီးပဲညီမောင်ကစီရစီရဲ့ဒိုးရဲ့ဒိုးရဲ့ရတဲ့မူလေးတွေကိုပေးကြတဲ့ဟာနဲ့ ဲ့အဲ့ဒီအချိန်ခါတုန်းကကျိုးရဲ့ကျိုးရဲ့အငယ်တယောက်ပါဗျာနမလည်းပြောဘူးဘူးကသူကဒီမောင်ကစီရရှိရဲ့လို့ရဲ့လို့ရဲ့အဲ့ဒီမှာပါတယ်ဒီတမှုတွေတန်းလှူတယ်သူကတားလေးကြည့်မဆန်ဘဲဦးသူစားဖို့ဆိုချုပ်ပေးမယ်သူသုံးဖို့ဆိုချုပ်ပေးမယ်သူ့အချုပ်မဖိုးပေးမယ် ောက်ချိန်မှာသူကျုပ်မပြောရဲဘူးသိရဲသူနဲ့ကျုပ်နဲ့ဘာမှတူဘူးဆိုတာသိရဲသူသူကျုပ်ဆရာမတောင်းရဲဘူးကျုပ်နဲ့ကျုပ်နဲ့အယူကနီးပြီးတော့ကျုပ်နဲ့မပေးဘူးအဲ့လိုချိန်မျိုးမှာဘသူတွေပါလဲဆိုတော့ဆယ်လမဒီတွေထဲမှာမြင့်မြတ်နေတိုးကျွန်တော်စီရမဲပါရရပြေဝဲလျာရှိတဲ့ရဲ့ရဲ့ခပါမီခပါမကြီးတချင်းတော်မှာ မရတဲ့ဟိုအဖိုးကြီးတယောက်လည်းပါသေးတယ်အဲ့ဒီ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 မြင့်မြတ်အဲ့ဒီအဲ့ဒီအဲ့ဒီနေတုံးဟမ်အခုသူတို့ဗာရိုက်နေတယ်ဗာကားရိုက်နေတယ်ရေကောက်ပွဲအတွက်ဇလန်းတို့ရိုက်နေရခစ်တမိုင်းကိုမလဲခစ်တမိုင်းကို don't say see me dunya ဆိုတာပဲ အဲ့ဒီအဲ့ဒီ celebrity ရလေခံမလေးတွေထိုးလိုက်တာနောက်ကကျွန်တော်ကျမတို့ဒီလိုမလုပ်ပါဘူးခံမလေးတို့ပဲဟိုလင်မယားပဲရောက်နေဟိုဟိုလင်မယားပြည်တိဦးတို့အင်္ဂလာကျော်စင်တို့ကိုကိုဆွဲရနေရိုက်ခိုင်ရိုက်ခိုင်သူတို့သူတို့ရိုက်ခိုင်မှာသူတို့လည်းပါဝင်ရိုက်ခိုင်မှာဟမ် င်မရအစိုးဆုံးပဲခုံမော်တဲ့အဲ့ဒီမိမအဲ့ဒီအင်ဒရာဂျိုစင်အင်ဒရာဂျိုစင်ခုံမော်တဲ့တပြင်းနဲ့ဒီမားကအဖြူဝမ်းဆိုင်နဲ့မမ်းမိပါတယ်မြင်ပါတယ်အဖြူဝမ်းဆိုင်နဲ့စီနီယမအဲ့အဲ့ဒီယောကညံ့မှုတဲ့စီနီယမပါဝင်ပေးကြဘူးအနုညွတ်တမ်းမှာပါတယ်စီနီယမလေးတဲ့နိုင်ငံရေးထောက်ထောက်မဲ့မှုနဲ့အပြည့်စုံရှိပါတယ်ဘာညာပေါ့ဘာညာပေါ့ ပညာပညာတက္ကရာရောအာတူတူပြန်လာအေးကြောင်းမနေနဲ့ကြောင်းထွက်ရောင်းမနေနဲ့ရောင်းထွက်သူတို့သူတို့တန်းသမီးကြီးကြတော့အနာခက်ပြောက်မှဆိုတော့အဲအခုကတက္ကခရိတ်ဆိုတဲ့ကြောင်းနဲ့နိုင်ငံခြားကြောင်းနဲ့မှထားတယ်မင်းတရားရဲ့တော့မင်းတို့တရားရဲ့တော့ တရားတဲ့နော်သူများတာသမီနေကြောင်းကြောင်းမတက်နဲ့ကြောင်းနဲ့ကျုပ်တို့တဲမှာကျုပ်တဲမှာလည်းရှိနေကြောင်းမတက်နဲ့ကြောင်းထွက်ဆိုပြီးတော့နားရောက်ပြီးတော့ကြောင်းထွက်တဲ့စကင်ကြီးရတဲ့ကတင့်နေတာကြောင်းမတက်နဲ့ကြောင်းထက်ရုံးမတက်နဲ့ရုံးထက်မသူများတွေဘွဲ့နှင်းသဖြင့်ခိုင်းနေဝင်ပြီးတော့မှအလောက်ကင်နေမြမမြမပြားဘွဲ့ရပြီးတော့စိတ်ကားပဲနေရတယ်လို့မပြောနဲ့ဘာဖြစ်လဲဘွဲ့ရလား အင်္ဂါဘွဲ့ဘွဲ့မိုးစုံကိုချိန်ထားမယ်။ဆောင်းလုံးမရှိနဲ့ရေတောက်ပြီးနေနေမယ်။ဂုံရှိရလေဂုံရှိပြီးတော့ချိန်မိုးပြီးတော့နေမယ်လေ။ဟမ်ခမားကွာပြောတော့မြန်မာပညာကြီးကိုခမားကပြောတယ်။ခုပြောတင်တာခိတခိကိုဝုံတိုင်းစီးမိသူများဆိုလာမယ်။အဲ့အဲ့ဒီ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 ဗီဒီယိုလေးကိုရိုက်နေတာအဲ့ဒါနေတိုးတို့မြင်းမြဲတို့ရွေးကောက်ပွဲအတွက်ကိုဗီဒီယိုရိုက်နေတာညာ ခိုးလေမရဘူးအတီကခေါ်ရိုက်ခမ်းမှာကိုကိုဆွေးလာရိုက်ခမ်းဆိုပြီးတော့အဲ့ဒီလေမရနှစ်ယောက်မှာ